ငလင်ဘေးမှာရင်သွေးလေးတွေကိုအတန်းနဲ့ရင်ကကဲတင်ခဲ့တဲ့ကြောက်စင်မျိုးကဆရာမလေးပရိသတ်များလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်မူโจចောင်းပြိုချမှုမှာရင်သွေးလေးတွေကိုနောက်ဆုံးချိန်ထိအတန်းနဲ့ရင်ပြီးတော့ဖတ်ထားရင်းနဲ့ကိုအသေးဆုံးခံကကဲတင်သွားခဲ့ရကတော့ကြောက်စင်မျိုး bright မူโจចောင်းကဆရာမလေးလူဆန်ဖြစ်ပါတယ် အလုံးသိထားကြတဲ့အတိုင်းမစလာ28ရက်နေ့နေ့လယ်12နာရီမိနစ်50ချိန်မှာလှုပ်ခတ်ခဲ့တဲ့အင်အားခွန်တတမခွန်အစဉ်ရှိတဲ့မြင်းငလင်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့သခိုင်းမန္တလေးနေပြည်တော်အပါအဝင်မြို့ကြီးတော်တော်များများပြည့်စည်ဆုံးရှုံးသွားခဲ့ရပါတယ်မြန်မာနိုင်ငံတင်မကပါဘူးထိုင်းနိုင်ငံဘန်ကောက်မြို့ထိပါမြင်းငလင်ရဲ့အရှိန်တက်ရောက်မှုကပြင်းထန်ခဲ့ပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံထဲမှာလှုပ်ခတ်ခဲ့တဲ့မြားမြင်းငလင်ထဲမှာအင်အားအကြီးဆုံးလို့ဆိုရမယ်မြင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံအလဲပိုင်းကမန္တလေးမြို့အပါအဝင် င်မြို့ကြီးတော်တော်များများမှာပြည့်စည်ဆုံးရှုံးမှုတွေများပြားခဲ့ပါတယ်။အထူးသဖြင့်တော့မန္တလေးမြို့နယ်နေပြည်တော်မှာဆိုရင်တော့လူနေအထူးထက်အမြင့်ဆုံးအထက်မြင့်အနေအဆောက်အဦတွေပြိုကျပြည့်စည်ခဲ့ရကြောင်းလူပေါင်း3000နီးပါးခန့်အသက်ဆုံးရှုံးခဲ့ရသလို လူပေါင်းများစွာထိခိုက်ဒဏ်ရာရပြီးနေထိုင်စားသောက်ရေဒုက္ခရောက်ကြရပါတယ်။ဒီအထက်ကမှကျောက်ဆယ်မျိုးက Brightkit မူချိုအကြောင်းပြိုကျပြည့်စုံမှုကတော့တော်တော်လေးကိုဝမ်းနေကြေကွဲပွေရာကောင်းတယ်လို့ဆိုရမှာပါ။မူချိုဆိုတာကအသက်၅နှစ်အောက်ချစ်စရာကောင်းတဲ့ကလေးတွေပျော်ရွှင်စွာတချင်းဆိုကခုံစာတင်ကြတဲ့နေရာဖြစ်ပါတယ်။ Masla 28ရဲ့နေ့ကငလင်မှာတော့ကျောက်ဆယ်မျိုးက Brightkit မူချိုအကြောင်းပြိုကျပြီးအောင်ကလေးငယ်လေး၁၄ရောက်အပါဝင်လူပေါင်း၁၈ရောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။တချို့သောကလေးတွေဆိုရင်ခန္ဓာကိုယ် လေးတွေခြေလက်လေးတွေတောင်ပြတ်သွားတယ်လို့ကယ်ဆယ်ရေးတာဝန်ရှိသူတွေရဲ့အဆိုအရသိရတာပါအထူးသဖြင့်တော့ငလင်းလောက်ခတ်ချိန်ကကလေးတွေကိုထမင်းစားပြီးလို့တရေတမောတိတ်ထားချိန်ဖြစ်လို့ကလေးလေးတွေကမလွတ်မြောက်နိုင်လိုက်တာဖြစ်ပါတယ်ဒါအပြင် bracket အမူကျိုးပြိုကျမှုမှာကလေးလေး၃ယောက်ကိုရင်ခွင်ထဲမှာလုံခြုံအောင်ဖတ်ထားပြီးတော့အသက်ပေးထားတဲ့မူကျိုးဆရာမလေးလူဆန်ရဲ့အဖြစ်အပျက်ကြောင့်တနိုင်ငံလုံးကပြည်သူတွေဝန်းနေကြွေးသွားကြရပါတယ် ငလင်လုံးနေချိန်မှာဆီယာမလေးကပထမအထက်မှာရှိနေရလို့သိရပါတယ်။မြင်းငလင်လုံးချိန်မှာတော့ဆီယာမလေးဟာသူမနိုင်တဲ့မြကလေး၃ယောက်ကိုရင်ခွင်ထဲဆွဲထည့်ပြီးတော့ကာကွယ်ပေးခဲ့တယ်လို့သိရပါတယ်။ဒီလိုနဲ့ပဲငလင်ကြောင့်မျက်နှာချက်ကြီးဆီယာမနဲ့ကလေးတွေပေါ်ကိုပြိုကျလာချိန်မှာဆီယာမလေးလူဆိုင်ရဲ့မျက်နှာမှာထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီးတော့ အပြင်ထွက်လို့မရတော့ဘဲနဲ့ပြိမိသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆီယာမလေးကသူမထိခိုက်ဒဏ်ရာရတာကိုအာတင်းပြီးတော့ကလေး၃ယောက်ကိုတင်းတင်းဖတ်ထားကာကယ်ဆယ်ရေးတွေလာကိုစိတ်အာတင်းပြီးတော့စောင့်ဆိုင်နေခဲ့ပါတယ်။ကယ်ဆယ်ရေးတွေရောက်လာချိန်မှာတော့ကလေးတွေကိုအရင်ကယ်ဖို့အတွက်ပြောနေခဲ့ပါသေးတယ်။ကလေး၃ယောက်ကိုအသက်အန္တရာယ်မဖြစ်စေဘဲနဲ့ကယ်တင်အပြီးဆီယာမလေးကိုကယ်တင်ဖို့ကြိုးစားနေချိန်မှာတော့ဆီယာမလေးကစကားမပြောတော့ဘဲငြိမ်သက်စွာနဲ့လူလောကကြီးတွေကထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ကျောက်ဆယ်မျိုးကကယ်ဆယ်ရေးတာဝန်ခံပြောပြချက်အရတော့ဆီယာမ လေးကသူ့ရဲ့ချစ်တဲ့ပဲလေးတွေအသက်ရှင်သွားပြီးကဲတင်နိုင်လိုက်ပြီလို့သိလိုက်ချိန်မှာစိတ်အားလျှော့ပြီးတော့လူလောကတွေကထွက်ခွာသွားပုံရတယ်လို့ဆိုပါတယ်။ဆီယာမလေးအသက်နဲ့ရင်ပြီးတော့ကဲတင်ခဲ့တဲ့ကလေးလေး၃ယောက်ကတော့စဉ်စဉ်မမာနဲ့အသက်ရှင်လျက်ရှိနေရလို့သိရပါတယ်။အခုလိုမျိုးမြင်းငလင်ဘေးကြောင့်တနင်္ဂနွေလုံးဝန်းနေကြေခွဲနေရချိန်မှာတောက်ဆယ်မျိုးကအသက်ပေးပြီးတော့ကလေးလေးတွေကိုကာကွယ်ခဲ့တယ်။မူဂျိုဆီယာမလေးရဲ့အဖြစ်အပျက်ကလူတိုင်းကိုဝန်းနေကြေခွဲရတဲ့အဖြစ်အပျက်လို့ဆိုရပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတောက်ဆယ်မျိုးကဆီယာမ ားလေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးသတ်ချက်ရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်